မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေမိမိရဲ့ဆွေတော်မျိုးတော်များအားလုံးနေကောင်းဖို့ကျန်းမာဖို့စိတ်ရှမ်းသာဖို့လောကကြီးမှာဒီလောကကြီးမှာเนาะငြိမ်ငြိမ်ချမ်းချမ်းစိတ်နဲ့နေနိုင်ဖို့အတွက်လောကစကားနဲ့ပြန်ပြောကြည့်လူတွေဆိုတာเนาะ ယတနာရဖို့အတွက်ရှမ်းသာဖို့အတွက်စီပေါ်ရေးစူးစားကြသလိုလောကုတ္တရာမှာလည်းလောကုတ္တရာဆိုတာဒီလောကကလွန်မြောက်ဖို့အတွက်လွန်မြောက်နိုင်ဖို့အတွက်ကိုကဘာလို့ရလဲလောကုတ္တရာယတနာကိုရှာကြရတယ်လောကုတ္တရာယတနာဆိုတာဘာလဲအရင်ဆုံး အရင်ဆုံးမြတ်စွာဘုရားမပွင့်ခင်ကတည်းကလေပညာရှိတွေအများကြီးပဲဗောပညာရှိတွေဆိုတာကစိတ်ချမ်းသာအောင် လေ့ကျင့်တဲ့ပညာရှိတွေအများကြီးထွန်ကားခဲ့တာပဲဘုရားမပွင့်သေးဘူးเนาะအဲ့ဒီတုန်းကဘုရားမပွင့်ခင်ကတည်းကလေရှိနေတာပဲအဲ့ဒါကိုသမထလောက်ကြတယ်ဇန်အပညာတွေရကြတယ်မြေရှုမိုးပြန်ကြတယ်အဲ့ဒါတွေနဲ့ပဲကုန်ခဲ့တာဗော့ ်တန်တရာမဆုံးသေးဘူးပေါ့အဲ့ဒီဟာတွေနဲ့သေတော့ရင်ဘာဖြစ်လဲအသိညတ္တဗျမဖြစ်တော့တယ်နော်အရူပဗျမဖြစ်တဲ့လူကဖြစ်တော့တာပေါ့အဲ့နဲ့ဗျမပြမတဝင်းဝင်း website question ဂျုံမှာတရှုပ်ရှုပ်ဆိုတာစကားရှိတယ်အဲ့လိုမျိုးပေါ့အခု logo တရားယတနာကိုမြတ်စွာဘုရားက body ပင်နဲ့ရွှေပလင်အောက်မှာ တွေးတာဘလို့တွေးလဲညာဥယမှာပုပ္ပိနိဝါဒနုတတိညံဒါစာပေနဲ့ပြောတာနော်ညညညစေနနာကြီးလောက်မှာဒိဗ္ဗစကုညံမိုးလင်းအာယုံသားမှာအာတဝခယညံဘလဘာကိုတွေးတာလေတရားတွေးတယ်ဆိုတာဘာကိုတွေးတော့တာလေညင်းဆိုတာဘာတွေကိုခေါ်နေတာလေပြောတဲ့ခါတော့နောက်ထောင်လို့ကောင်းပေမဲ့ တိတိကျကျ support ပါဖို့လိုတယ်တရားဆိုတာမြတ်စွာဘုရားဘာကိုတွေ့တော့တာလဲတဏှာကိုအရင်မင်းတော့တာအော်တဏှာမင်းကြီးငါခံထားအိမ်ကိုမင်းအဖန်ဖန်အထက်ထက်တိဆောက်ခေးတယ်အခုဒီတိဆောင်းနေတော့မယ်ဟိုးပညာရှင်တွေကိုလေသမထစွန့်အင်ရှိတဲ့မိုးရှိုးမြေပြန်နိုင်တဲ့သမထစွန့်အင်ရှိတဲ့သူတွေကိုလေခံထားအင်တွေတိဆောင်းပြီးတော့ဘာလုပ်လိုက်လဲ ်အပိညတဗျမဖြစ်တော့တယ်အရူပဗျမတွေဖြစ်တော့ကြတယ်နောက်သုံးဆတပုံကနေမလွတ်သေးဘူးပေါ့ပြောမယ်ဆိုရင်အခုမှဒီတနာကိုပင်ရင်းကိုမိမပင်ရင်းကအဝိဇ္ဇာနဲ့တနာရင်ခံဥပါဒံကံကြောယုံနံပေါ်အခုပရိစ္ဆသမုပ္ပတ်သင်္นานတရားတွေဟောနေကြတယ်ပေါ့ပင်ရင်းကအဝိဇ္ဇာနဲ့တနာ တစ္ဆာလေးပါးကိုမသိတာအဝိဇ္ဇာနော်တဏဆိုတာလောဘတရားကိုကောက်ရင်လောဘတစ်ခုတည်းမဟုတ်ဘူးလောဘမာနဒိဋ္ဌိအတ္တအကုန်ပါတယ်သူမှာတဏမှာနော်တဏတရား၈ပါးတဏ1500ကိလေသာတဏတွေပဲတဏရဲ့စင်ကေးတွေပေါ့မြတ်စွာဘုရားကအနေကစားတင်တဲ့အကာထာမှာလေးပါတာပဲတဏကိုတဏဘေးမှာဖြစ်သည်နီးတဏဝင်တဲ့အပေါက်တွေဘယ်နှပေါက်ရှိသည်နီး တဏဝင်တဲ့ပေါ့မျက်စိနားနှာခေါင်းလျာကိုယ်စိတ်အဲ့ဒီရှောက်ခုမှာတဏဝင်တတ်တယ်အဲ့ဒီရှောက်ခုကိုဘယ်လိုမျိုးထားရပါမည်နည်းဒီတခါလောကုတ်လော့ကီလူသားတွေနဲ့ပြောင်းပြန်လော့ကီလူသားတွေကဘယ်လိုမြင်လဲတဏကိုမသိတဲ့အခါကျတော့ ပျော်ပျော်ရွှင်ရွှင်ပေါ့လေမြင်တဲ့အခါလေးပျော်ပျော်ရွှင်ရွှင်ကြည့်တယ်เนาะအကောင်လုံးပျော်ပျော်ရွှင်ရွှင်ပေါ့စားတဲ့အခါလေးပျော်ပျော်ရွှင်ရွှင်မြင်တဲ့အခါလေးပျော်ပျော်ရွှင်ရွှင်နားထောင်တဲ့အခါလေးပျော်ပျော်ရွှင်ရွှင်ကားတောင်ကားလိုက်သေးတယ်တရှင်းတန်နေကြရင်เนาะအဲ့ဒါနဲ့လွေးမစွာဖြစ်နေတယ်ပုထုဇဉ်တော့အုံမဲ့တကောဆိုတာပုထုဇဉ်တွေယူနေတယ်ဆိုတာအဲ့ဒါကိုပြောတာဘာကိုပြောတာလဲမျက်စိနှာနှာခေါင်းလျာကိုစိတ်မှာဖြစ်နေတဲ့အကြောင်းအရာနဲ့ ရချိုးချိုးမိမိနီရရှက်ရရှိပြီးတော့မှသန္တရာလေနေတာပေါ့အဲ့ဒါကိုမြတ်စွာဘုရားကမြင်တော့ပြီမြင်တော့တော့ဒိဋ္ဌိဒိဋ္ဌမတံသုတေသုတမတံမုတေမုတမတံဆိုတာကမြင်နေအခုကြားတယ်ဖုံဖုံပြောတဲ့အမှန်နဲ့နာနဲ့တိုက်လို့ကြားတယ်ကြားတယ်လို့သိပေးသိပေးပြီးရင်စိတ်ကူးအတိတ်ကိုထွက်မတော်စေနဲ့အနာဂတ်ကိုထွက်မတော်စေနဲ့ ဒီဖုန်ကြီးပြောတာဘဝတုတရှိတယ်ဘာညာနဲ့အဲ့လိုမျိုးနှလုံးသားထဲမှာမဆွေးစေနဲ့မိမဆွေးစေနဲ့အဲ့ဒါကိုမိဆွေးတယ်လို့ခေါ်တယ်ပုထုဇဉ်တွေကမိလို့မှမသိတော့အဲ့ဒီမိနဲ့ကိုမှကားနေကြတာဘလို့ကားနေကြလဲပိတ်ကင်းထွက်ကြရအောင်ငါတို့တငယ်ချင်းတွေထမင်းစုံစုံလင်းလင်းစားကြရအောင်ဆိုတော့သမှုတရားတွေကိုလုံနေတယ်ဒုက္ခဖြစ်ကြောင်းတွေကိုအဲ့ဒီတငယ်ချင်းအဖွေထေးကတယောက်သေသွားရင်အကုန်လုံးဝိုက်ပြီးတော့ငုံမှာ ဒါဥပမာပြောပြတာရှိမ့်လျှောက်တာမဟုတ်ဘူးเนาะဖဖို့ပြောပြတာအရိယာသူတော်ဇင်တွေဆိုတာမြတ်စွာဘုရားစကားကိုနားထောင်နေလေမြတ်စွာဘုရားစကားကမြင်တိုင်းပြီးပေးထားမတူတဲ့အနေဆန်းသဘောဆင်းရဲနေတဲ့ဒုက္ခသဘောเนาะကိုယ်အလိုသွမလဲအနတ္တသဘောတွေကိုပြီးပေးပါကြားလေကြားဘူးတယ်အကုန်လုံးလေကြားဘူးတယ်ဒါပေမဲ့မျက်လုံးမိပ်ပြီးတော့နေရင်ထွက်လေဝင်လေအရင်မဲ့လိုက်တယ် ဒါမဲဖို့မတက်တဲ့လူမှထွက်လေဝင်လေမဲခိုင်းတာပထမအစားစိတ်တည်ငြိမ်အောင်လို့စိတ်တည်ငြိမ်ပြီးသားလူတွေမှာ ထွက်လေဝင်လေမဲเสียမလို့တော့ဘူးလေဘာလို့မလို့တော့ဘူးလေဆိုတော့အမြဲတမ်းကြားတိုင်းသိပေးနေတဲ့မြင်တိုင်းသိပေးနေတဲ့သူမှာသမာဓိရှိနေပြီလေ စိတ်ကပိတ်ဆို့ပံမှာဝက်နေပြီလေစိတ်ပိတ်ဆို့ပံမှာမငြိမ်သက်တဲ့တခါမှ